ကျွန်တော်အားလုံးကိုအကြံတစ်ခုပေးချင်တယ်ပေါ့နော်ဒီဟာကကျွန်တော်ရဲ့ចောင်းသားတွေကိုအမြဲတမ်းပြောလေးရှိတဲ့စကားလဲဟုတ်တယ်ပေါ့နော်အဲဟာကပါလဲဆိုတော့ကိုကိုအမြဲတမ်းမေးရမယ်မေးခွန်းတစ်ခုပေါ့နော်ငါသားဒီလိုမျိုးဆက်နေသွားမယ်ဆိုရင်ငါပါဆုံးရှုံးလဲဆိုတာကိုကိုကိုအမြဲတမ်းမေးပါ ဟုတ်ပြီတော့ငွေကြေးလာပဝနေထိုင်မှုလာလွတ်လပ်ခွင့်လာပါတီဆုံးရှုံးနေလဲဆိုတာကိုကိုကိုအမြဲတမ်းမေးပါပေါ့နော်တခါတလေကျွန်တော်တို့ပုံမှန်လေးစဉ်းစားရင်တော့ဘာမှမဆုံးရှုံးဘူးပုံမှန်အလုတ်သွားနေတယ်ဆိုရင်ဝင်ငွေရတယ်ဟုတ်တယ်နော်ဒါပေမဲ့တေချာလေးစဉ်းစားကြည့်အကေရွေးကိုကဒီအခုအနေထားမှာပေါ့နော်ဥပမာအဖြစ်တလကိုဒီကိုရဲ့ လောအားခါကပတ်တတောင်းခွဲရတယ်ထားလိုက်ပါတော့အကေ၍တာကျွန်တော်တို့ဒီထိုင်းစာထိုင်းစကားကိုကောင်းကောင်းလေးပြောတဲ့ရေးတဲ့ဖတ်တတ်တယ်ဆိုရင်နှစ်တောင်းခွဲလောက်ရနိုင်တဲ့အနေအထားရှိတယ်ဆိုတာကျွန်တော်သိတယ်ပေါ့နော်အဲ့တော့ဥပမာကွာထိုင်းစာထိုင်းစကားကိုကောင်းကောင်းရတယ်ဆိုရင်တလကိုပတ်နှစ်တောင်းခွဲရမယ်ဆိုရင်ဘာဖြစ်လဲကိုကအခုအနေအထားမှာဆိုရင်တလကိုပတ်တတောင်းရှုံးနေတာနဲ့အတူတူပဲတဘောကကိုထိုင်းစာထိုင်းစကားမပြောတတ်လို့တလကိုပတ်တတောင်းလောက်ရှုံးနေတာနဲ့အတူတူပဲပေါ့နော်အဲ့တော့ဒါကတလဆိုတာကမတိတာ ဘူးဒါပေမဲ့9နှစ်လောက်စဉ်းစားလိုက်မယ်ဆိုရင်စက်နှစ်9လီ60 ဆိုကျွန်တော်တို့ဒီပတ်ချောက်သိန်းလောက်ကိုအလကားရေထဲမှာပြစ်ချလိုက်တဲ့လိုမျိုးပဲပေါ့နော်နှမျောဆရာကြီးတွေ့လာကျွန်တော်ဒီဟာကိုတခုတေချာလေးစဉ်းစားစေချင်တယ်ပေါ့နော်အဲ့တော့လူတိုင်းအတွက်တော့မဟုတ်ဘူးတချို့လူတွေအတွက်ပေါ့နော်အကေရွေးကိုကဒီထိုင်းစာထိုင်းစကားရရင်ဒီထက်ပို့ပြီးမှဝင်ငွေရမယ်ဆိုတာလည်းသိတယ်ထိုင်းစာထိုင်းစကားရရင်ဒီထက်ပို့ပြီးတော့အခွင့်ရေးရမယ်ဆိုတာလည်းသိရသားနဲ့မလောက်ဘူးဆိုတာကမဖြစ်တင်ဘူးပါလို့လေကိုကဒီလိုမျိုးမလောက်ချင်အပြင်ကိုရပိုင်ခွင့်နဲ့အများကြီးဆုံးရှုံးသွားတယ်ဆိုတာကိုတေချာလေးစဉ်းစားစေချင်တယ် ယ်ပေါ့နော်အခုနကကျွန်တော်တွက်ပြတာကငွေကြေးတစ်ခုပဲရှိသေးတယ်ဟုတ်တယ်နော်အမှန်ကအများကြီးရှိသေးတယ်ကိုကတီကိုရဲ့အရေးချင်းတွေမြင့်လာပြီဆိုရင်လှုပ်ဖို့ကန်ဖဲလဲပိုကောင်းလာမယ်နော်ဒီတခြားခွင့်ရေးတွေလည်းပိုရလာမယ်နော်ဒီလူနေမှုအဆင်အတန်လဲပိုပြီးမှကောင်းလာမယ်နော်တခြားဟာတွေအများကြီးလဲဒီအနေထားတဲ့ပိုပြီးတော့ကောင်းလာမှာဖြစ်တဲ့အတွက်ရအောင်စူးစမ်းစေချင်တယ်ပေါ့နော်အကေရွေးဒီထိုင်းစာထဲစကားရရင်ကိုရဲ့ဘဝပြောင်းမယ်လို့တည့်ရဲ့သားနဲ့မလုပ်ဘူးဆိုတာကမဟုတ်သေးဘူးပေါ့နော်ဒီဟာလေးကိုကျွန်တော်တခုစဉ်းစားစေချင်တာဟုတ်ပြီနော်အကေ ွေကျွန်တော်စီမှာတင်တဲ့တက်နေတဲ့ចောင်းသားတွေဆိုရင်လည်းတရားတိုင်းပါပဲပေါ့เนาะရအောင်လုပ်ပါရအောင်စူးစမ်းပါเนาะ ဒီတင်ခန်းစာတွေအားလုံးပြီးပြီဆိုရင်မတိုးတက်ဆရာအကြောင်းမရှိပါဘူးပေါ့နော်အကြွေတခြားဆရာစီမှာတက်နေတဲ့ကျောင်းသားတွေဆိုရင်လည်းဒီအတိုင်းပဲကိုတက်နေတဲ့ဆရာကိုယုံကြည်ပြီးတော့ပြီးတဲ့အထိတွားပါနော်ဒီဆရာစီမှာဒီကောင်းကောင်းလေးရေးသက်ဖတ်သက်တဲ့အထိတွားပါဟုတ်ပြီနော်ဆရာအတိုင်းကတော်ကြတယ်သူတို့နီလန်းနဲ့သူတို့ရှိတယ်ပေါ့နော်ကိုတက်တဲ့နေရာမှာပြီးတဲ့အထိတက်ပါရအောင်လုပ်ပါရအောင်ကြိုးစားပါဟုတ်ပြီနော်ဒါဆိုရင်ကိုကတဖြည်းဖြည်းချင်းတိုးတက်လာပါလိမ့်မယ်ဟုတ်ပြီနော်ကဲတင်တဲ့မတက်နိုင်တဲ့အနေအထားမှာရှိနေတယ်ဆိုရင်လည်းကိစ္စမရှိဘူးကျွန်တော်တို့ ီ page မှာလည်း free video တွေအများတန်းတင်ပေးမှာဖြစ်တယ်ပေါ့နော်ကိုကအများတန်းဒီ like လေးလာလို့ရတယ် follow လေးလုပ်ထားပြီးတော့အများတန်း like လေးလာမယ် like မှတ်မယ်ဆိုရင်လည်းအနေနဲ့အများတိုးတက်လာမှာပဲဟုတ်ပြီနော်ဒါကြောင့်စိတ်မပူနဲ့အတေကတော့ပုံမှန်လေးစူးစမ်းသွားမယ်ဆိုရင်တော့သူရလာပါလိမ့်မယ်ဟုတ်ပြီနော်အကေ၍ကျွန်တော်စီမှာတင်တန်းတက်ချင်တဲ့ကိုက ready ဖြစ်တယ်ဆိုရင်လည်းတင်တန်းတက်လို့ရတယ်ကျွန်တော်တို့ဒီလကုံ၃ရက်နေဆိုရင်တင်တန်းစတော့မှာဖြစ်ပါတယ်ပေါ့နော်ဒီစာအပိုင်းရောစကားအပိုင်းရောလုံးဝအခြေခံကနေတင်မင်းမဲ့တင်တန်းမျိုးပါနော်အသေးစိတ်ကို patient မစ င်ကြမှာမေးမြန်းလို့ရပါတယ်တင်တန်းကဗီဒီယို class ဖြစ်တဲ့အတွက်ကိုအားတဲ့ချိန်အဆင်ပြေတဲ့ချိန်မှာဝင်ပြီးတော့လေ့လာလို့ရတယ်เนาะတင်တန်းကြေးကတော့ပတ်ငါရပါเนาะအသေးစိတ်ကို patient messenger မှာမေးမြန်းပေးပါဒီနေ့ကျွန်တော်ပေးလိုက်တဲ့အကြံကနေအနည်းနဲ့များထောက်ကူဖြစ်မယ်လို့လည်းမျှော်လင့်ပါတယ်ပေါ့เนาะဒီနေ့အတွက်ဒီလောက်ပါပဲကျွန်တော်တို့နောက်ဗီဒီယိုမှာဆက်ပြီးတော့တွေ့ပါမယ်เนาะ from james sadikrap